တရက်တာအတွင်းကဘာရွှေဈေးတအောင်စားကိုဒေါ်လာတရာကျော်ကျဆင်းခဲ့ပြီးမြမရွှေဈေးလည်းတစ်ရက်တာကိုကျပ်တသိန်းကျော်ဈေးပြန်ကျဆင်းခဲ့ပါတယ်ကဘာရွှေဈေးဟာမတ်လ17ရက်ကတအောင်စားကို3326ဒေါ်လာထိတက်ခဲ့ပြီးမတ်လ12ရက်ညနေပိုင်းမှာတော့3273ဒေါ်လာထိပြန်ရော့ကျလာခဲ့ပါတယ်ရာဂိုင်နှုန်းအနေနဲ့300ရာဂိုင်နှုန်းကျော်ပြန်ကျဆင်းလာတာပါတရက်ထဲမှာပဲကဘာရွှေဈေးဒေါ်လာတရာကျော်ကျဆင်းခဲ့တာကြောင့် မြန်မာပြည်တွင်းရွှေစည်းလဲတပြိုင်နက်တည်းလိုက်ပါကြာဆင်းလာပါတယ်။မတ်လ17ရက်ကပြည်တွင်းရွှေတကြက်သားဈေးနှုန်းဟာ86သိန်း2000ကျပ်ထိရှိခဲ့ပေမဲ့မတ်လ12ရက်ညနေပိုင်းမှာ84သိန်း9000ဝန်းကျင်ထိပြန်လျော့ကျလာတာတွေ့ရပါတယ်။လက်ရှိမှာကမ္ဘာရွှေစည်းအတက်ကြာကြောင့်မြန်မာရွှေစည်းလဲမတည်မငြိမ်ဖြစ်နေတာပါ။အမေရိကန်ဒေါ်လာနဲ့မြန်မာကျပ်ငွေလဲလဲနှုန်းကတော့ဒေါ်လာကို4,410ကျပ်ဝန်းကျင်မှာဆက်လက်ဈေးငွေနေပြီးရန်ကုန်တိုင်းဒေသကြီး ရှင်လုပ်ငန်းရှင်များအသင်း YGA တမတ်စီကလည်း58သိန်း1000ကျပ်နဲ့ဈေးဆက်နေနေတာတွေ့ရပါတယ်ရှင်။